စင်ဆက်ပဲပြစင်ញံသုံးသက်ထိုက်တဲ့အချက်၅ချက်ရှိတယ်တဲ့နံပါတ်၁စဉ်းစားရမှာတော့စရဓမ္မောမိစရအနာတိတောစရဓမ္မောဆိုတာဓမ္မဆိုတာသဘာဝကိုပြောတာကိုယ်ကိုယ်ကိုစင်ញံရမှာငါမှာဥချင်းသဘာဝရှိနေတယ်ငါဥရမယ် ိုတတ်တဲ့သဘောကမှရှိနေတယ်။ဒါကိုဆင်ញင်တော်သားမင်္ဂတနေ့ပြီးတနေ့သာဟာနုပြူလာမှာမဟုတ်ဘူး။တနေ့ပြီးတနေ့အိုမင်းသွားမှာဖြစ်တယ်။ဆရာဆရာရှင်းကျက်သွားတာပြောတာ။ဝေယောဟာနိအွေရီကြသွားတာ။အွေရီကြတာ။မျက်စိလည်းယော့လာတယ်။နားလည်းယော့လာတယ်။အဲအားလေးလည်းယော့လာတယ်ဒါကိုပြောတာအချိန်ပိုင်းအားလေးရောသာ လူတွေနှစ်တက်ကူရင်ပြောသွားကြတယ်ပြောစရာလို့အောင်မေ့နေမဟုတ်ဘူးမနစ်တုံးကအင်အားတွေဒီနေ့မှဖြစ်တော့ပြောသွားပြီလို့ဆိုလို့ဒီဂရီတွေစွမ်းရည်တွေတတ္တိတွေအသက်ရဲ့နဲ့မြရောကြလာတယ်ရောငယ်တဲ့အချိန်ကတော့တိုးတက်နေတယ်လို့သူတို့ထင်တာပေါ့။ဘာနဲ့ဥပမာတူတော့ဆိုရင်ပန်းပွက်နေတပွဲဟာအဖူးလေးကစလာတယ်။အဖူးလေးကနေပြီးတော့ ရှင်းလာပြီးတော့ क्वे လာတယ်။ क्वे လာပြီးတဲ့နောက်ဒီပန်းလေးဟာခိတ္တခဏမြလမ်းဆန်းနေအောင်မှာလမ်းဆန်းပြီးတိတ်မကြဘူး။နွမ်းသွားတယ်။နွမ်းတာကဒါကနေတော့ကျွေးဖို့ပဲရှိရတယ်။ပြန်ပြီးတော့အဖူးဖြစ်မှာမဟုတ်တော့ဘူး။ပြန်ပြီးတော့လမ်းဆန်းမှာမဟုတ်တော့ဘူး။ဖူးပွင့်နွမ်းကျွေးဒါပန်းတော်ပါ အဲ့တော့လည်းပဲငါတို့လည်းလူ့ဘဝရလာတာဖူးလာတာပြီးရင်အရွယ်လေးရောက်လာတော့ပွင့်လာတယ်ပွင့်လာပြီးတဲ့အခါရင့်လာတယ်ရင့်လာပြီးတော့နွမ်းလာတယ်အသက်ရကြီးလာတယ်ဆိုတော့နွမ်းလာတာနွမ်းလာပြီးတော့ကျွေးပါပဲဒီလမ်းကြောင်းကြီးကိုဘယ်သူမှခုံပြန်ကြော်လွှားလို့မရဘူးဒါကြောင့်မို့ဒါကိုဆင်ရင်သုံးသက်ပါသရဓမ္မော ရှင်ရောအိုမင်းရင်သဘောရှိနေတယ်ငါမှဒီသဘောဝါကြီးဟာငါကြော်လွလို့မရဘူးစရံအနတ္တိတော်ဒီသဘောဝါကြီးကိုငါကြော်လွားခြင်းလို့မရဘူးဒီလမ်းကြောင်းကြီးတိုင်ပဲငါသွားနေမှာပဲလို့တာဝဆင်းစဲပြန်ရှင်ရှင်သုံးသက်ပေးပါဒီလိုရှင်ရှင်သုံးသက်ခြင်းဖြင့်ဘာအကျိုးမှမရဘူးမဟုတ်အသိဉာဏ်နဲ့ရှင်ရှင်သုံးသက်လို့ရှိရင် ။ပါမပုဂ္ဂိုလ်တွေကတော့စဉ်းစားလိုက်ဒါတွေတွေးနေစိတ်ပြည့်စရာကြီးလို့တွေးကောင်းတွေးနေမယ်။စိတ်ပြည့်တဲ့အနေထားမျိုးမဟုတ်ဘူး။အမှန်ကိုသိအောင်ဆင်ခြင်သုံးသပ်ခြင်းဖြင့်ဘလို့အကျိုးရနိုင်တုံးဆိုမြတ်စွာဘုရားဟောထားတယ်။လူတွေမှာနေရတဲ့ပုဂ္ဂိုလ်တွေမှာနုပြုမှုဆိုရှိတယ်။အဲ့ဒီနုပြုမှုကျမ်းမာတဲ့တန်ဆွမ်းနေဆိုပြီးတော့နုပြုံမှု ပိုကျမ်းမအောင်ပိုပြီးတော့တန်ဆွမ်းအောင်ဆိုတော့လူပြုံမှုတွေရှိနေတဲ့အချိန်မှာပေါ်နိုင်နေလမ်းနိုင်နေစားနိုင်နေဆိုတဲ့အနေအထားလေးပေါ်မှာตายာမှုဖြစ်ပြီးတဲ့ခါမှာရှင်မှုမှုတွေဖြစ်လာတယ်ရှင်မှုလားတရရှင်မှုတဲ့ဆိုတာစဉ်းစားကြည့်မယ်ဆိုရင်ရှင်မှုတဲ့ဆိုတာပြောတာကကိုကိုကိုအင်အားကောင်းလာအောင် လှုပ်တယ်လေးချင်းနေနော်လေးချင်းနေခုခေတ်ဆိုရင်တော့ဂျင်ကစားရပေါ့နော်အမျိုးကြီးလှုပ်တာပေါ့ကျသားတွေကောင်းလာအောင်မားလာအောင်ဆိုပြီးလူတွေမှာအသက်ရွယ်ငယ်သေးတဲ့အခါမှာကိုယ်ခန္ဓာကိုယ်လှအောင်ပအောင်လှုပ်တက်လောင်ဆိုပြီးတော့အစာအစာတွေစားကြတယ်အစီတွေချကြတယ် မျိုးစုံကြိုးစားကြတယ်အကျိုးသမ်းမှုရဲ့ရည်ရွယ်ချက်ကဘာလဲကိုယ်ကိုဆင်ញင်သုံးတော့ဘာလို့တာတွေလောက်တယ်လဲလှခြင်းနဲ့ပခြင်းနဲ့နော်ဘဝမှာအောင်မြင်ကြောကြားခြင်းနဲ့ဆိုရရွေးချက်တွေနဲ့လောက်ကြတယ်သို့တော့အဲ့ဒီရွေးချက်တွေဟာနောက်ဆုံးမှရလာလို့ဆိုမရအဲ့ဒီရွေးချက်တွေကိုဘာပြောတော့ဆို ရှပနမထလို့ခေါ်တယ်ခန္ဓာကိုယ်နုပြိုနေတဲ့အချိန်လေးပေါ်မှာနုပြိုခြင်းနဲ့ရှင်မှုမှုနဲ့ခန္ဓာကိုယ်အတွက်ကြိုးစားအထုတ်တယ်အဲ့ဒီကြိုးစားအထုတ်ခြင်းဖြင့်ကြိုးစားအထုတ်ရင်ဘာတွေလုံးမိတတ်တော့ဆိုရင်ဘောဓာတွေလုံးမိတတ်တယ်မကောင်းမှုအကုသိုလ်တွေဝင်လာတယ်လို့ဆိုနောက်ဆုံးဘာမှမလုပ်တော့မှပဲ ခန္ဓာကိုယ်ပေါ်မှာตายမှုဆိုတာမကောင်းမှုအကုသို့တစ်ခုပဲလေကိုယ်ကိုယ်တွေ့တာမှုတွေဟာတွေအလည်းပဲမကောင်းမှုအကုသို့တွေပဲအဲ့တော့ကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုရဲအလုပ်တွေကိုလုံးမိထက်သွားတယ်တဲ့အခုလို့ဆင်ញင်သုံးသက်ခြင်းအဖြစ် အရွယ်ပေါ်မှာရှင်မူတဲ့ငါငယ်သေးတယ်ဆိုကိုကိုလာခြင်းပါခြင်းနဲ့ဆိုရရင်မူတဲ့အမူယူဖြစ်နေတဲ့အခြေအနေတစ်ခုကိုရှင်းချနိုင်သွားတယ်။ဘုံမဟုတ်လုံးဝဖယ်ရှားပြစ်နိုင်တယ်။ဒီလိုစဉ်းစားလို့ရှိရင်အရင်နုပြတဲ့ပုံမှာရင်မူမနေတော့ဘူးတဲ့။ရှင်မူမနေဘူးဆိုတော့ဉာဏ်မနေဘူး။ ်သူသင်လို့ရတဲ့လုံးပဲဒါတွေပေါ်မှာရှင်းတာမလို့ဒါတွေလုံးဒီလိုအယံနုပြုံဖုံပေါ်မှာရှင်းတာအားရမှုဟာလည်းပဲအဟုတို့တမျိုးဖြစ်လို့ဒီပေါ်မှာရမှုမနေတော့ပဲနဲ့ကိုလို့သင်လို့ရတဲ့ဒါတွေကိုလုပ်တယ်ဘာကြောင့်လို့ဆိုရင်လာမဲ့ဘေးပြေးတွေ့ဆိုလို့ငါဒါလေးကတခဏပဲမကြခင်ဦးချင်းတရားနဲ့ရင်ဆိုင်ရမယ် မရင်ဆိုင်ရင်ငါတန်ဖိုးရှိတာတွေဘာတွေလုပ်အောင်မလဲဆိုစဉ်းစားမှုပေါ့နော်အဲ့ဒီစဉ်းစားမှုနဲ့ရှင်မှုမှုတွေအားလုံးကိုဖယ်ရှားပြနိုင်တယ်တဲ့သို့မဟုတ်လျှော့ချနိုင်တယ်ဒါပြဆောင်ပြအကျိုးတရားအဲ့တော့ငါလည်းတနေ့ကျတော့ဥရောမှာဥချင်းသဘောကိုမလွန်မြောက်နိုင်ဘူးဆိုတာတနေ့တခါအနေဆုံးစဉ်းစားပါဒီစဉ်းစားလိုက်မှခုနငါငယ်သေးတဲ့ကိုယ့်ကို လူပြုတ်မှုပေါ်မှာရင့်မှုနေတာမျိုးတွေပျောက်သွားနိုင်တယ်လို့ဆိုလို့အဲ့ဒီပျောက်အောင်လုပ်ထားပဲဒါပျောက်ရင်ဘာအကျိုးရှိတော့ဆိုမကောင်းတာတွေမလုပ်ဖြစ်တော့မကောင်းတဲ့ပုံမှာရင့်မှုမလုပ်ဖြစ်တော့နောက်တစ်ချက်ကတော့ဒုရယသာဝရကျမ်းမှနေကြတာမဟုတ်ဘူးအခုပဲကြည့်မမြော်မမြော်လဲမဲနဲ့ယောဂဖြစ်နှာခေါင်းကအနမ်းပျောက်လို့ပျောက်ယောဂတွေရောက်လာတယ် ပြာတိဓမ္မောမိပြာတိအနတိတောစဉ်းစားရမှာနောက်ခန္ဓာကိုယ်ကြီးဟာကြီးတယ်ငယ်တာမဟုတ်ဘူးယောဂဆိုတာအချိန်မရွှတ်ကပ်လာနိုင်တဲ့သဘောရှိတယ်အဲ့ဒီအချိန်မရွှေးယောဂရနိုင်တဲ့သဘောတရားကြီးကိုငါကြော်လို့မသွားနိုင်ဘူးခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကြော်လို့မှမဖြစ်ကြော်ဖြတ်လို့မှမရဘူး အဲ့ဒါလေးကိုဆင်ញင်သုံးသပ်လိုက်ပါအဲ့ဒါကိုယ့်ကိုယ်အလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ဘလို့အကျိုးတွေကိုရလာနိုင်လို့ဆိုလူတွေကချမ်းသာနေလို့ရှိရင်အာရုံချမထလို့ခေါ်တယ်ငါချမ်းသာတယ်ငါဘာမှမဖြစ်ဘူးနော်ဆိုတဲ့ချမ်းသာမှုဆိုတဲ့ရှင်မှုမှုလေးတွေဖြစ်တယ်ငါချမ်းသာတယ်ဆိုတာဒါရှင်မှုမှုတစ်မျိုးပဲ ဘာလို့လို့ဆိုမကြမ်းမှမှုကဖြစ်နိုင်တာ哦အဲ့ဒီဖြစ်နိုင်တာကိုမျက်ွယ်ပြုပြီးတော့ကိုယ်ကိုကြမ်းမာတယ်လို့အထင်ရောက်နေမှုဟာရင်မူခြင်းတစ်ခုပဲရှင်မူတယ်ဆိုကြတယ်အမှန်မသိတော့ဘူးအဲ့ချိန်မှာနော်အယက်တိစာတောက်စားလို့မူရနေတဲ့ပုဂ္ဂိုလ်တရားဟာအမှန်မသိတယ်လို့ပဲဒီအတွေ့လေးတွေးလိုက်တာနဲ့ငါကြမ်းမာတယ်ဆိုတဲ့အတွေ့လေးတွေးလိုက်တာနဲ့ရင်မူခြင်းဆိုဖြစ်လာအဲ့ဒီရင်မူလာလို့ရှိရင် ုကောင်းမှုအမှုတို့တွေကိုဖိတ်ခေါ်နေသလိုပဲအလွယ်တကူလှုပ်တတ်တယ်တဲ့လှုပ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ထာဝရဆင်းရဲစဉ်းစားပေးပါချမ်းမာနေတဲ့အချိန်မှာငါငါရဲ့ခန္ဓာငါဘဝဟာမချမ်းမာမှုနဲ့မချမ်းမာမှုဆိုတဲ့သဘာဝတွေငါမှာရှိနေတယ်ဒါကြီးကိုကဘယ်လိုနည်းနဲ့မှကြောက်ဖြတ်လို့မရဘူးဆိုရလေးကိုစဉ်းစားပေးခြင်းအပြင် ရှင်မဒမဒလို့ဒီအာရောကျမဒလို့ခေါ်တယ်ချမ်းသာတယ်ဆိုရဲရင်မူးမှုကိုလုံးဝဖယ်ရှားရင်လည်းဖယ်ရှားနိုင်တယ်တုံ့မုံလျှော့ချနိုင်တယ်ကိုယ့်ရဲ့ဆောင်းဆောင်မှုပေါ်မှာမူတည်တယ်ကိုယ့်ရဲ့စဉ်းစားဆင်ခြင်မှုကြောင့်အ ਨੇ ဆုံးတော့ရောချတော့မယ်ဆင်ခြင်မှာများလို့ရှိရင်လုံးဝပျောက်သွားအောင်ရှင်မူးမှုတွေလုံးဝပျောက်သွားအောင်ဆောင်းဆောင်ပေးလိုက်မယ်ဒါအကျိုးတရား နောက်တစ်ခုကတော့မရဏဓမ္မောမိမရဏအနတ္တိတောလေလူတိုင်းလူတိုင်းဟာအချိန်မီသေးနိုင်တာပဲသူတို့ဘယ်သူမှကိုသိမယ်လို့ထင်ကြဘူးညာတော့ဖြင့်ကိုသက်ရှိမယ်လို့ပဲထင်ကြတယ်အဲ့လိုထင်ကနေပြီးတော့သွားရတယ်အများကြီးပဲအိမ်ပြန်ထွက်လိုက်တဲ့အစီရင်နဲ့တွေ့ခြင်းနဲ့တွေ့သွားတာ ဘသူကမျောလင်းမထားတဲ့ဟာလေဟောအချင်းကြီးသစ္ဆုံးချင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့ငါရဲ့ဘဝဟာငါရဲ့ခန္ဓာကိုယ်ကြီးဟာသိဆုံးတဲ့သဘောရှိနေတယ်အချင်းကြီးသိနိုင်တယ်သိခြင်းတရားကိုငါဘယ်လိုနည်းနဲ့မှကြောလွှားတော့လို့မရဘူးဆိုတာလေးကိုစဉ်းစားပြပါတဲ့ ရဲရစဉ်းစားပေးပါအဲ့လိုစဉ်းစားပေးလို့ရှိရင်ဘလို့အချိုးကျစုတွေရနိုင်တယ်ဆိုလူတွေပါမသေးဘူးလို့ထင်နေတာကိုစီဝိတမတ္တလို့ခေါ်တယ်နော်အသက်ပေါ်မှာရည်မှုတယ်လို့ပြောတာမသေးဘူးလို့ထင်နေလို့ရှိရင်မဟုတ်တာလည်းလုံတတ်တယ်မသေးဘူးလို့ထင်နေသည့်အတွက်ကြောင့်သူကမိမိလျော့လျော့နေထလာတယ် ညလင်းချက်ကြီးတွေနဲ့နေထိုင်လာတတ်တယ်လှုပ်တဲ့လှုပ်ထိုင်တာတွေမလှုပ်ဘဲနဲ့ဒီပေါ်မှာရေမူးလာအဲ့ဒါလို့ရှင်မူးလာတဲ့ဇီဝိတပရရှိလာရင်အကုသိုလ်တွေလှုပ်တတ်လို့ဒါဟာအချိန်မျိုးသိနိုင်နေသိခြင်းတရားကိုငါမကျော်လွန်နိုင်ဘူးလို့စဉ်းစားပေးခြင်းအပြင်မသိဘူးဆိုတော့ ရှင်မှုမှုတွေဟာရောကြသွားတယ်ကိုယ့်ကိုထင်းနေတယ်ရှင်မှုမှုတွေရောကြသွားရောကြသွားရမြတ်မကနောက်ဆုံးမှာအချင်းချင်းမရှိအောင်တော့ဖယ်ရှားပြစ်နိုင်တယ်ဒီဒီစဉ်းစားမှုရဲ့တမိုးကအဲ့လောက်ရှိတယ်ဒီလိုပြောတာနော်ဒါလည်းတွေ့မြတ်စွာဘုရားတရားတော်တွေကလက်တွေ့ကျင့်သုံးအောင်ကိုယ့်ကို စဉ်းစားဆင်ခြင်မှများတဲ့အခါမသိဘူးဆိုတဲ့အထင်ဟာပျောက်သွားနိုင်ပါလေပျောက်သွားနိုင်တယ်တဲ့နောက်နောက်တစ်ခုကတော့နံပါတ်၄စဉ်းစားဆင်ခြင်ရမှာတော့ပါတော့စင်သဗ္ဗိဟိမေပိယဟိမနာပိဟိနန္ဒပါဝငါခင်မင်းမြတ်လို့ရတဲ့ပုဂ္ဂိုလ်တွေ ငါတမိုးထားတဲ့ပစ္စည်းဥစ္စာတွေနော်တရှိတမဲ့အလုံးဟာမြတ်လို့ရေဆိုတာတရှိကိုသာမြတ်လို့တာမဟုတ်ဘူးတမဲ့ကိုလည်းမြတ်လို့တယ်ဘုကိုတမိုးထားတဲ့ပစ္စည်းတွေကိုယရဏကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတမိုးထားကြတယ်မြတ်လို့ရအဲ့ဒါတွေကိုခေါင်းနဲ့စဉ်းစားပြီးတော့အော်ငါတမိုးမြတ်လို့ထား တံမိုးထားပြီးတော့မျက်နှိုးတဲ့တရှိပုဂ္ဂိုလ်တွေနဲ့သုံးမုံပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့တနေ့ကျတော့ငါခွဲသွားရမှာပါလားခွဲခွာရမယ့်သဘောငါမှရှိနေပါလားဆိုလေစဉ်းစားစဉ်းစားပါတဲ့မစဉ်းစားဘဲနဲ့ယုတ်ရရဲ့ခွဲသွားတာတွေမစဉ်းစားကြတော့မစဉ်းစားဘဲနဲ့ခွဲသွားတာတွေညာခွဲသွားပြီဆိုရင်ယူကြုံမရဖြစ်တတ်တယ် အဲ့လိုစဉ်းစားထားမယ်ဆိုလို့ရှိရင်ဘလို့အကျိုးရှိတယ်။ပြတ်ဆင်ခြင်းစဉ်းစားရင်ဘလို့အကျိုးရှိတော့ဆိုတော့တရားဝါဒီမှာတဲ့ကိုမျက်နှိုးတဲ့အရာတွေနဲ့ပတ်သက်လာပြီးတော့တွေ့တာမှုတွေကတိုးတက်တိုးတက်လာတတ်တယ်။ပုဂ္ဂိုလ်မျက်နှိုးခင်မင်းနဲ့တွေ့တာမှုကကြီးထွားလာ။ပစ္စည်းကိုမျက်နှိုးလို့ရှိရင်လည်းတွေ့တာမှုကကြီးထွားလာ။အဓိကအဲ့ဒီအကုသိုလ်တိုးတက် အဲ့ဒါကိုအကြောင်းပြုပြီးတော့တခြားအကုသိုလ်တွေလည်းလုံလာတတ်တယ်။ကုတ္တရာမှုကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေဇက်တိုက်ဖြစ်လာနိုင်တယ်။အခုလိုဆင်ញင်သုံးသပ်ပြီးခြင်းအပြင်တတ္တမှုတွေကိုရှော့ချနိုင်တယ်။ရှော့ချနိုင်သည့်အတွက်ကြောင့်အကုသိုလ်တွေလည်းရော့ချသွားနိုင်တယ်။ဒီလိုအကျိုးကျေးဇူးရှိပါတယ်တဲ့ဆင်ញင်သုံးသပ်ပြီးရမယ်။ နောက်ဆုံးဉာဏ်နဲ့မဲ့အချက်ကတော့ဘာလို့ဆိုလဲကမ္မတကောမိကမ္မထာထောငါလွတ်တာဟာငါနဲ့ပဲသက်ဆိုင်တယ်ကံဒီသာလင်ငါပိုင်ဆိုင်တယ်ပိုင်ဆိုင်တယ်ဆိုတာ responsible ဖြစ်တာကိုပြောတာနော်ကိုလွတ်တာတွေမှလည်းများကောင်းတာလုပ်လဲ ကိုယ်နဲ့ပဲသက်ဆိုင်တယ်မကောင်းတာလုပ်လဲကိုဆိုလိုတာကောင်းတာလုပ်လဲငါရမှာပဲမကောင်းတာလုပ်လဲငါရမှာ responsibility ကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ငါအလုပ်ပဲဖြစ်နေငါလည်းပဲသက်ဆိုင်သက်ဆိုင်ရုံမဲ့လားလို့ဆိုမဟုတ်ဘူးကမ္မထာရတော့သူကထုတ်လုပ်တာလေငါရမှာငါအမွေခံရလိမ့်မယ် မကောင်းတာလုပ်တဲ့ဆိုးချိုးကိုလည်းငါအမွေခံရမယ်ကောင်းတာလုပ်တဲ့ကောင်းချိုးကြတော့လည်းငါအမွေခံရမယ်ဆက်စားအကျိုးတရားမှုကငါရှိပါရဲ့ငါရှိပဲလာလိမ့်မယ်ကောင်းတာလုပ်တဲ့မကောင်းတာလုပ်တဲ့ကောင်းချိုးဆိုးပြစ်ဆိုလာမယ်အဲ့ဒါတွေကငါနဲ့ပဲသက်ဆိုင်တယ်ငါပဲအမွေရမယ်ကမ္မယောနိမလုပ်ထားတာဟာငါအတွက်ကောင်းချိုးဆိုးချိုးအတွက်အကြောင်းတစ်ခုပဲ ကမ္မပန္တုငါ့ရဲ့အကိုးစရာဆိုလို့ငါငါနဲ့ဆွေမျိုးလို့ဆိုလို့ရှိရင်ပြောမယ်ဆိုရင်လည်းကိုလို့တဲ့ကံသေးတာလဲကိုနဲ့အမြဲတွဲဖက်ရမှာဆွေမျိုးဆိုတော့မတော်ကျင်လို့ကိုယ်လုံးထားတဲ့ကံလည်းမတော်ကျင်လို့မရအောင်ခုနဲ့ပဲသက်ဆိုင်နော်ဆွေမျိုးကဆွေမျိုးပဲလေအဲကိုယ်လုံးထားတဲ့ကံကကိုယ့်ဆွေမျိုးဖြစ်သွားပြီ ကုသမျိုးဖြစ်ရင်ဒါကိုယ်နဲ့ပတ်သက်သွားပြီကမ္မပဋိသရဏောငါရဲ့ယတ္တိဟာကံပဲဖြစ်မယ်မကောင်းတဲ့ကံလို့ရင်မကောင်းတဲ့ပုံမှာယတ္တိရမယ်ကောင်းတဲ့ကံဖြစ်ရင်ကောင်းတဲ့ပုံမှာယတ္တိရမယ်ဆိုပြီးတော့ရှံကမံဂရိတာမိကလေနာဝပါပကံဝတတကမ္မတတာတာအချင်းချုပ်ပြောလိုက်တဲ့အခါကျကောင်းတာလုံလို့မကောင်းတာလုံလို့ ကောင်းမွေဆုံးမွေကိုငါပဲရမှာဖြစ်တယ်။တောင်းပပြစဉ်းစားပါတဲ့။မပြစဉ်းစားပါ။အဲ့တော့ဘာဖြစ်လို့ဒီလိုမပြစဉ်းစားခြင်းဖြင့်ဘယ်လိုအကျိုးရနိုင်တယ်လဲဆိုရင်တရဝရီမှာလူတိုင်းလူတိုင်းဟာမဟုတ်တာတွေကလုံးမိတတ်တယ်။ဟုတ်တာနဲ့မဟုတ်တာကုသိုလ်နဲ့အကုသိုလ်ပေါ့နော်။ကုသိုလ်နဲ့အကုသိုလ် ုစရိုက်နဲ့ဒုစရိုက်ဘယ်ဟာကလှုပ်တာကမြားနေတုံးဆိုရင်ဒုစရိုက်ကမြားနေမဟုတ်တာလှုပ်တာကမြားနေဒုစရိုက်ကနဲနေဟုတ်တာလှုပ်တာကနဲနေတယ်အဲ့တော့အခုလို့စဉ်ရင်သုံးသပ်ပြီးချင်းအဖြစ်မဟုတ်တာမလုံးဖြစ်တော့ဘာလို့လူတိုင်းဟာအကောင်းကြိုက်တယ်မကောင်းတာမရားချင်ဘူးသူမှတဘာဝအဖြစ်ဘယ်သူမှမဆင်းရဲချင်ဘူး ဘသူမှဘဝအဆိုးမကြုံကြုံကဘာကာယောဂကြီးနဲ့ဘသူမှမထိတွေ့ကြုံနော်မကောင်းတာဆိုရင်ဘသူမှမကြိုက်ဘူးဘုရားမကြိုက်လို့ရှောင်လွဲလို့ရလားလို့ဆိုမရဘူးအဲ့ဒါကြောင့်မကောင်းတာတွေကိုမလုံဖြစ်ဖို့အတွက်ဒါကိုဆင်ခြင်သုံးသပ်ပေးရမယ်ကံဒီသာလေငါဘောကံဒီသာလေငါဆွေမျိုး ဖြစ်သည့်အတွက်ကြောင့်ကိုယ်စီမျိုးဆိုလို့ရှိရင်ဂုံရှိသည်ရှိပဲဖြစ်ခြင်းနဲ့ဆိုရတဲ့ဆွေမျိုးမျိုးမရမရခြင်းဘူးဘုသူမဒါကြောင့်မလို့သူစီအိုက်တွေကိုရှောင်ပြီးတော့သူစီအိုက်တွေပဲလှုပ်တယ်အကုသိုလ်ရှောင်ပြီးကုသိုလ်ပဲလှုပ်တယ်မကောင်းတဲ့စိတ်ဓာတ်တွေရှောင်ပြီးကောင်းတဲ့စိတ်ဓာတ်တွေပဲလှုပ်တယ်ဆိုဒီအကျိုးရ ဒါနဲတဲ့အကျိုးမဟုတ်ဘူးနော်ဒီလိုဆင်ញင်သုံးသက်ပေးမှဒီအကျိုးမျိုးကရလာနိုင်တယ်ဆင်ញင်သုံးသက်မှုမရှိလို့ရှင်အကောင်းဆုံးမခွဲခြားဘဲနဲ့ဘဝထဲမှာနစ်မြောပြီးတော့မကောင်းတဲ့တွေလှုပ်တာပြားသွားပြားသွားမှမကောင်းကျိုးခံရပြီဆိုတဲ့အခါကျတော့မှလူရဲ့တဘာဝအမလီတကြတယ်ပေါ့နော်တို့ကရောက်ပြီဆိုမှမခံနိုင်ဖြစ်လာကြတယ် အဲ့လိုမဖြစ်အောင်ဒါကိုစဉ်းစားသုံးသပ်ပေးပါအားလုံးပေါင်းလိုက်တော့အချက်၅ချက်နော်ချက်၅ချက်ဩယမေတဘာဝရှိတယ်ဩခြင်းတရားကိုငါမလွန်မလွန်ဆန်နိုင်ဘူးမကြမ်းမမဖြစ်ရမဲ့တဘာဝရှိတယ်မကြမ်းမမဖြစ်တဲ့အနေထားကိုငါမကြောလွန်နိုင်ဘူးသိဆုံးနိုင်တဲ့အချိန်မြေးသိဆုံးနိုင်တဲ့တဘာဝရှိတယ်သိဆုံးခြင်းတဘာဝကိုငါမလွန်မြောက်နိုင်ဘူး ငါချစ်ခင်မြန်လို့တဲ့အရာတွေနဲ့တနည်းခွဲသွားရမယ်။ထာဝရတွဲရမှာမဟုတ်ဘူး။ငါလုံးမြတ်ကောင်းလို့ကောင်းတာလုံးလို့မကောင်းတာလုံးလို့ငါပဲအမွေခံပြီးတော့ငါပဲခံဆောင်ရမယ်။ဟောဒီချက်ငါချက်ကိုစဉ်းစားပြစဉ်းရင်သုံးသပ်ပြီးခြင်းအဖြစ်ကို့ဘဝလမ်းမှမော်ရောက်လာနိုင်ပါတယ်။